အကောင်းကိုလူတိုင်းမကြိုက်ကြအောင်လူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တရားရှိတယ်တူတယောက်တိုးတက်သွားမှာကိုဘလိုလာတဲ့စိတ်အိတ်တာဆိုတာလူတယောက်ချီးပွားတိုးတက်သွားလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်အဲ့ဒီတရားဟာ လူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်ဘုရား။ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ကိုကျင့်ကြံကြုပ်အထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချစ်ကြမှုကိုမြင့်မြတ်ချစ်ကြတဲ့ခွန်ကြီးချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာ တော့ကြည့်လို့ပဲဆိုရင်လောကမှာအနောက်ရှက်ကင်းပြီးတော့ကြီးပတ်တော့တခုဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ရှက်ကရှိအဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခစ်ဆိုတာမျိုးမျိုးရှိတယ်ရှင်လေခစ်ဆိုခစ်ကောင်းအချိန်ကာလပဲဆိုတာရှိနိုင်တယ် စာပေကျမ်းကမှဆိုထားတဲ့ခေကလာကိုရှုက၄မျိုးနဲ့ပေါ်ပြထားတာရှိတယ်။ကတ္တယုကတရိတာယုကတွာပရာယုကနဲ့ကလိယုကလို့ဘုရားဝါဒကျမ်းစာမှာတော့မဟုတ်ဘူး။အိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကဋဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခေလိခေနဲ့ပိုင်းခြားပြီးတော့ပေါ်ပြထားတယ်။ အဲ့တော့ဘုရားရဲ့ဟောပြောချက်နဲ့လည်းပဲစီးမြော်တယ်ပေါ့။ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေထားရှိတယ်။ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေးရှားသွားတာရှိတယ်လို့ဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေးရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်။အဲ့တော့မတည်ငြိမ်ဘူးပေါ့။ အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည့်လိုက်ပဲဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးဘုံကုန်လေးဘုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကိုလူတိုင်းလူတိုင်းဟာ ောင်းမွန်တဲ့စိတ်ထားတွေနဲ့အဲ့ဒါမှသာကြအရာအေးချမ်းတဲ့အချိန်ပိုင်းကိုကတယုကခေလို့ခေါ်တယ်။လူကိုလေးပုံပုံလေးပုံသလုံးဟာလူကောင်းလေးအကြီးပဲ။နောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးပုံထဲမှာဆန်းတဲ့နဲ့ကြက်ချေးရောဆိုတာလို့ကြက်ချေးရောဆိုတာလို့ပဲလေးပုံပုံတပုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ် အဲ့ဒီဆိုပဲရောက်လာတဲ့အခါမှာသုံးဘုံကပဲဒုက္ခတဘုံကအဆိုးဖြစ်လာတယ်။အဲ့ဒီခေတ်လည်းကြောဖြတ်ခဲ့ရတာပဲ။အဲ့ဒီခေတ်ကတရိတာယုကလို့ခေါ်တယ်။တောပရယုကခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်။သာသဝဝပဲလေစဉ်းစားကြည့်ပေါ့။တိုင်ရတီး ဆယ်လုံးဆိုတာဆိုအဲ့ဒီတရားသီးဆယ်လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်း၉လုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်း၉လုံးကပုတ်နေတဲ့တရားသီးကိုအကောင်းဖြစ်အောင်မလုပ်နိုင်မလုပ်နိုင်အဲ့ဒီပုတ်နေတဲ့တရားသီးတစ်လုံးကနေပြီးတော့ จันเนี่ยโกโลงကိုပုတ်တော့အောင်မလုပ်တယ်။ကောင်းပြပြတယ်တော့မရှိဘူး။နော်။အဲ့တော့လူရဲ့အဆိုးဘက်ကိုရောက်လာ။အဲ့တော့လူတွေဟာသုံးပုံကနေပြီးအဆိုးကနေတိုးလာတော့နေဖို့နေဖို့ဖြစ်လာတယ်။တရိတာယုကလို့ခေါ်တယ်။နောက်တစ်ခါတဝက်စီကောင်းတဝက်စီဆိုးနေတဲ့အနေအထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်။ လူလေးယောက်မှာတယောက်ဖက်လူကောင်းကြံပြီးတော့ဂျန်တဲ့လူ၃ယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံ့တော့တယ်အဲ့ဒီခစ်ကိုကလိယူကလို့ခေါ်တယ်အဆိုးများသွားတဲ့ခစ်ပေါ့နော်ဆိုးများသွားတဲ့ခစ်ကောရောမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလိယူကမှပွင့်တာအဆိုးများတဲ့ခစ်မှာဥပမာမယ့် လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲဟာစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ်အဲ့တော့လူလုံးကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်စောင်းလဲစောင်းနေတယ်အဆိုးဆုံးအချိန်တိုင်းလို့သူပြောလို့ရတယ်ပေါ့နော်ချိန်မဲဟိုရောက်လား အဲ့ဒီအချိန်ပိုင်းကလည်းပဲနောက်ဆုံးမှလူလေးဘုံဟာလေးဘုံလုံးအဆိုးတွေကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကျရင်တော့အကောင်းကုံသွားပြီးတော့အဆိုးတွေလွှမ်းမိုးသွားတဲ့အချိန်ရောက်လာအဲ့ဒီလိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာပြီးဟုံးတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကတာဆူးနေတဲ့သဘောရှိတယ် ။ဒါပြီးလို့တော့ဆိုအစွမ်းထက်တဲ့လက်နဲ့ကြည့်ရတာ။မိဟုံးတောက်ပဲဟာလေးကြည့်ပဲလေကောင်း။အဲ့တော့အကောင်းဆိုမမြော်လင်းမြော်လင်းလို့မရတဲ့အနေထားပဲဖြစ်သွားတယ်။ဒါပြီးလို့တော့ဆိုဖျားပွင့်ကလေးကကလေးရုပ်ခေါ်တာကိုအဲ့ဒီကလေးရုပ်ကလည်းမှာမြတ်စွာဘုရားပွင့်တာဖြစ်လို့သုပိကိုင်သုသိုးတဲ့အဆိုးဒီလိုပဲထလာပါဖြစ်တယ်။နောက်ဆုံးမှာနောက်ဆုံးအဆင့်အဆိုးဆုံး တန်းကုံတိထီအောင်ဆိုးသွားပြီးတဲ့နောက်မှာတော့မုံတိုင်းထန်လို့မုံတိုင်းပြင့်သွားလို့ရှိရင်လေးကြီးလေးလာတဲ့အချိန်ဆိုပေါ်လာတတ်တယ်ပေါ့နော်မုံတိုင်းတိုက်ပြီးတဲ့နောက်မှာလေးကြီးလေးတိုက်လာတတ်တယ်အဲ့ဒီအချိန်ခါရောက်လာလို့ရှိရင်တော့အဆိုးတွေကကုံသွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင် လူတွေသက်တမ်းနေရလဲမတမ်းမရှိအတင်ခြေတန်းတိအောင်ရောက်နတ်တွေတဲ့တောင်သက်ရှိတဲ့ဆင့်တိအောင်ရောက်သွားတယ်။နောက်ပိုင်းမှာလူတွေအချင်းပြက်သည့်အတွက်ကြောင့်သက်တမ်းနေရပြန်ဆုပ်ယူလာ။ဒါဆက်ကဝတိသုတ်တမှာဒီတိုင်းပဲဟောထားတာဗျာ။နော်။ဒီတိုင်းပဲဟောထား။အဲ့လိုအကောင်းနဲ့အဆုံးကျုံနေတာ။တော်ဝတ်တရားကြီးလို့ဖြစ်ပြီးတော့နေ။ တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကဘာလို့ဆိုရင်တရားရီအလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်တက်တွေလွန်မို့လာခြင်းဟာမကောင်းခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ပေါ့ရသော်ပြပွင့်လိုက်လို့ခန္ဓာသွားတဲ့အနေထားပြီတော့ရှိတယ်ရသော်ပြပွင့်သွားတာရိဋိဝံဆန်သွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့ တဖြည်းဖြည်းအစိုးဘက်ကအာသာလာမှာပဲတော့ခုချိန်မှာအဆိုးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုကိုယ်တိုင်ကောင်းနိုင်တဲ့မြတ်ကောင်းစူးစမ်းဖို့ကလွယ်ပြီးတခြားလို့ဆရာပါမှမရှိပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပဲဒီကလေးယူကထဲမှာပွင့်လာတဲ့အခါမှာချီးမားတဲ့အနောက်ရှက်တီးပြုံးဆုံးကြုံရတယ်လူသားတွေကနောက်ရှက်တာလို့ နှစ်ထဲကလည်းပဲနှောက်ရက်တယ်။တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလား။ခုနကကလိယူကဆိုရင်ကောင်းတာမကြိုက်တဲ့လူက၄ယောက်မှ၃ယောက်ရှိတယ်။ကောင်းတာကြိုက်တာ၁ယောက်ပဲရှိတာ။အဲ့တော့အများအားသူကမကောင်းတာကြိုက်တဲ့လူတွေအများကြီး